မင်္ဂလာပါဖန်တီးရှင်ဒီစီ YouTube channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ detach view လုပ်နိုင်ခါမှာ attach ဖြစ်ပါလိမ့်မယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ် detach ဆိုတာကအစွေးအလင်းတွေကိုခွာခြားတာဖြစ်တယ် attract ဆိုတာကကိုလိုရှင်တဲ့အရာတွေကိုကိုဘွားထေးကိုဆွေးငင်ညှို့ယူနိုင်တာပဲဖြစ်တယ်ဒီလိုဆိုရင်ကိုချစ်ခင်နှစ်သက်နေတဲ့သူစီမှာဆွေးနေနေတဲ့အဆွေအလင်းကိုခွာခြားနိုင်ပြီဆိုရင် သူ့ကိုကိုဘွားထေကိုဆွေးငင်ညှို့နိုင်ပါလိမ့်မယ်ဒါသည်အမေတရားပဲဖြစ်ပါတယ်ကျွန်ုပ်တို့အနေနဲ့နားလေဖို့လိုအပ်တဲ့အရာတချို့ရှိပါတယ်ကျွန်ုပ်တို့အနေနဲ့တစုံတစ်ခုကိုဆုပ်ကိန်ထားပြီးဆိုရင်အဲ့ဒီအရာနဲ့ပတ်သက်တဲ့အဆွေးအလင်းတွေကို ခွာခြားတာကတော့အခက်ခဲဆုံးအပိုင်ပဲဖြစ်တယ်ကျွန်တော်အနေနဲ့ကိုချစ်ခင်နေတဲ့ရတဲ့သူကိုလွှတ်ချနိုင်ဖို့ခွာချနိုင်ဖို့ခက်ခဲတဲ့ကြတယ် အမှန်တကယ်မှာတော့အဆွေးနဲ့တွေကိုခွာချနိုင်နေလေအဲ့ဒီအရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလွှတ်ချနိုင်နေလေပြီအဲ့ဒီအချိန်မှာကိုလိုရှင်တဲ့အရာကိုပုံမဆွေးဆောင်ညှို့ယူနိုင်နေလေပြီဒါကြောင့်ကို့အနေနဲ့တစ်ဖက်လူနဲ့ပတ်သက်တဲ့အဆွေးနဲ့တွေကိုခွာချလိုက်တဲ့အခါသူ့ဖက်ကကို့ကိုလိုရှင်တာတွေလိုအပ်တာတွေရှိလာပြီးရင်အဲသူဟာကို့ဘဝအထိကိုဆွေးငင်ညှို့ယူလာပါလိမ့်မယ် တချို့ကြပြင်ရင်လေခွာချားတွေလွှတ်ချားတွေဆိုတဲ့ idea တွေနဲ့ပတ်သက်ပြီးရှုပ်ထွေးမှုတွေရှိတယ်လူတော်တော်များများကအဲ့ဒီအဆွေးအနှဲတွေကိုခွာချပြီးလွှတ်ချလိုက်ပြီဆိုရင်ကိုပြုလုပ်နေတဲ့ manifestation အပေါ်မှာဂယုမစိတ်ရာရောက်လိမ့်မယ်ထင်ပြီးတော့စိုးရိမ်တဲ့ကြတယ်ဒါအပြင်အဆွေအနှဲတွေကိုခွာခြားတယ်ဆိုတာကကိုလိုရှင်တဲ့အရာကိုမလိုရှင်တော့ဘူးလို့လည်းမဆိုလို့ပါဘူး တကယ်တော့ကိုချစ်ခင်တဲ့သူကိုလိုရှင်လို့ရတယ်ငွေမြောင်များစွာကို လိုရှင်လို့ရတယ်ကောင်းဝယ်တဲ့အရာတွေကိုလိုရှင်လို့ရပါတယ်ဒါပေမဲ့လိုရှင်ရှင်ရဲ့နောက်ွေကဆွေနေရှင်ဆိုတဲ့အရာဖြစ်ပေါ်လာတဲ့အခါမှာ ကိုလိုရှင်တဲ့အရာတွေဟာ ကို့ဘဝနဲ့ပုံမဝေးกว่าသွားပြီးရင်အဲ့ဒီကိုလိုရှင်တဲ့အရာတွေကိုမရနိုင်ဖြစ်သွားတတ်ပါတယ်ဒါကြောင့်လိုရှင်နေတဲ့အဆင့်ကနေပြီးတော့ဆွေးနေနေတဲ့အဆင့်ကိုရောက်တဲ့အခါ အဲ့ဒါသည်စိတ်ပြက်လက်ပြက်ဖြစ်เสียအရှိအနေကိုရောက်သွားတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကိုလိုရှင်တဲ့အရာနဲ့ပတ်သက်ပြီးအခုအခင်အတအဆီ resistant တွေမြောက်များစွာဖြစ်ပေါ်လာမြင်အဲ့ဒီအရာနဲ့ပတ်သက်ပြီးငါမှမရနိုင်ဘူးမရှိနိုင်ဘူးဆိုတဲ့ခံစားချက်တွေဖြစ်ပေါ်လာမြင်အဲ့ဒီအချိန်မှာ လိုရှင်တဲ့အရာကိုကိုဘွားထေကပုံမဝေးกว่าတဲ့နေရာစီကိုတွန်းထုတ်သွားတာပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လိုရှင်နေတဲ့အဆွေးအနေတွေကို ခွာခြားလိုက်တဲ့အခါသို့မဟုတ်ကျွန်ုပ်တို့ချစ်ခင်နေတဲ့သူတယောက်စီကမျိုးလင်းရှက်တွေကိုခွာခြားလိုက်တဲ့အခါကျွန်ုပ်တို့ခင်တာကိုထိမှအဲ့ဒီအရာနဲ့ပက်သက်လို့တားဆီးပိတ်ပင်မှုတွေဖြစ်နေတဲ့ resistant တွေကိုလွှတ်ချလိုက်တာပဲဖြစ်တယ် resistant တွေမရှိတော့တဲ့အချိန်မှာမိတ်ဆွေဟာကိုလိုရှင်တဲ့အရာကိုမရနိုင်တဲ့အခြေအနေကိမိနေတဲ့အခြေအနေတွေဆက်လက်ရှိနေတော့မှမဟုတ်တော့ပါဘူး resistance တွေမရှိတော့တဲ့အချိန်မှာကိုလိုရှင်တဲ့ကိုရဲ့တစ်ဖက်လူကကိုဘွားထေးကိုပြန်လေဝင်ရောက်လာနိုင်ဖို့အတွက်နေရာလက်တွေဖန်တီးပေးနေတာပဲဖြစ်တယ်ဒီတော့ကျွန်တော်အနေနဲ့အဆွေးအနဲ့တွေကိုဘယ်လိုခွာခြားရမလဲကျွန်တော်ဟာလိုရှင်တဲ့အရာအတွက် manifest ပြုလုပ်နေတဲ့အခါမှာ visualization ပြုလုပ်နေတာလေးရှိရှိရှိမြဲ affirmation တွေပြုလုပ်နေတာလေးရှိရှိရှိမြဲဒါပေမဲ့အဲ့ဒီအရာနဲ့ပတ်သက်လို့ဆွေးနွေးမှုကို ဘလို့ခွာခြားသင့်တယ်အဆွေအလင်းတွေကိုဘလို့ရက်တင်သင့်တယ်ဒါတွေကိုနားလေဖို့ energy ရှူတောင်းကမြင်တယ်ဖို့လိုပါတယ်မိတ်ဆွေဟာကိုချစ်ခင်နေရတဲ့ချစ်သူနဲ့အတူတကွရှိနေတဲ့အချိန်မှာမိတ်ဆွေရဲ့စိတ်ခင်စားချက်တွေဟာဘလို့ဖြစ်လာမလဲကိုယ့်ရဲ့စိတ်ခင်စားချက်တွေဟာပျော်ရွှင်လာမလားဒါမှမဟုတ်စိတ်တဲကြွားနေမလားဝမ်းမြောက်ဝမ်းသာဖြစ်နေမလားချစ်ချင်းမေတ္တာတွေကိုအများကြီးခံစားနေရမလားစိတ်ထင်းမှာကြည်နေတာတွေဖြစ်နေမလား ဒီလိုခံစားချက်တွေဟာတကယ်ကိုစွန့်အားထက်တဲ့ emotion တွေပဲဖြစ်တယ်။ဒီလို emotion တွေကိုခံစားရပြီဆိုရင်ကျွန်ုပ်တို့ယဉ်ထေးကထုတ်လွှဲနေတဲ့ vibration နဲ့ energy ဟာကိုလိုရှင်တဲ့သူကိုကိုယ်ဘဝထေးကိုဆွေးငင်ညှို့ယူနိုင်တဲ့ energy တွေပဲဖြစ်နေပါတယ်။ဒါကြောင့်မိတ်ဆွေရဲ့စိတ်ထဲမှာကိုလိုရှင်နေတဲ့တစ်ဖက်သူမပါဝင်ပေးတဲ့ကိုတယောက်ဒီဟာပျော်ရွှင်မှုတွေ ဝမ်းမြောက်ဝမ်းသာဖြစ်မှုတွေချစ်ချင်းမေတ္တာတွေကိုခံစားရမေဆိုရင်ကိုလိုရှင်နေတဲ့တစ်ဖက်လူကိုကိုဘွားထေကိုများမကြမီဆွေးငင်ညှို့ယူနိုင်ပါလိမ့်မယ်။ဒါသီမင်းရဲ့အဆွေးအလဲတွေကိုခွာခြားနိုင်ဖို့အကောင်ဆုံးနည်းနဲ့ပဲဖြစ်တယ်။ကျွန်တို့အနေနဲ့ manifestation ပြုလုပ်ဖို့တချို့သောနည်းစနစ်တွေကိုသုံးကြတယ်။ affirmation ကိုသုံးပြီးရင်စိတ်ခင်စားချက်ကောင်းအောင်ပြုလုပ်ကြတယ်။ visualization တွေကိုအသုံးပြုပြီးရင်ကိုယ့်ရဲ့စိတ်ခင်စားချက်ကောင်းအောင်ပြုလုပ်ကြတယ်။ ဒါပေမဲ့ဒီလိုနီးလဲတွေကိုအသုံးပြုပြီးတဲ့နောက်မှာကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့အတွင်းကဘာကိုယ့်ရဲ့ယင်တွင်းကိုပြန်လေလှိပေးဖို့လိုအပ်တယ်။ကိုယ့်ရဲ့ယင်တွင်းကိုပြန်လေလှိပေးရမယ်ဆိုတာမိမိကိုယ်တိုင်အာယုံစိတ်ဖို့လိုအပ်တယ်။ကိုယ့်ရဲ့ပျော်ရွှင်မှုတွေပေါ်မှာအာယုံစိတ်ရမယ်။ကိုယ့်ရဲ့ဝမ်းသာမှုတွေပေါ်မှာအာယုံစိတ်ရမယ်။ကိုယ့်ရဲ့ကြည်နယ်မှုတွေအပေါ်မှာအာယုံစိတ်ရမယ်။ဒီလိုနဲ့မိမိကိုယ်ကိုကောင်းမွန်စွာအာယုံစိတ်ဖို့လိုအပ်တယ်။ ဒီလိုနဲ့မိမိကိုယ်ကိုမိမိအာယုံဆိုင်နိုင်ပြီဆိုရင်ကိုယ့်ရဲ့ရင်သွေးမှာပျော်ရွှင်မှုတွေကြည်နယ်မှုတွေချစ်ချစ်မေတ္တာတွေကိုခံစားပြီးရင်ကိုယ့်စီကထုတ်လွှဲနေတဲ့ vibration ဟာပျော်ရွှင်မှုချစ်ချစ်မေတ္တာတွေဝမ်းမြောက်ဝမ်းသာဖြစ်မှုတွေကိုထုတ်လွှဲမှာပဲဖြစ်တယ်ဒီလိုပုံစံမျိုးနဲ့နောက်ဆုံးမှာကိုလိုရှင်တဲ့ချစ်သူကိုကိုဘွားထေကိုဆွေးငင်ညှို့ယူနှိမ်သွားမှာဖြစ်ပါတယ် တကယ်လို့များမိမိကိုယ်ကိုအာယုံမစိမ့်ပြင်းနဲ့ကိုလိုရှင်တဲ့တစ်ဖက်သူကိုသာအာယုံစိမ့်နေမိသူ့အပေါ်မှာသာဆွေးတဲ့နေမိသူ့အပေါ်မှာသာလိုအဲ့နေမိလိုရှင်နေမိဆိုရင်မိတ်ဆွေပြုလုံးနေတဲ့ manifestation ကအလုတ်ဖြစ်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ရဲ့ကောင်းမွန်တဲ့ energy တွေဟာသူ့စီကိုပဲရောက်ရှိသွားမှာမို့လို့ပဲဖြစ်တယ်။ဒါကြောင့်ကိုလိုရှင်နေတဲ့ခြေသူကိုကိုဘွားထီကိုဆွေးငင်ညှို့ယူနိုင်ဖို့ဆိုရင် သူ့အပေါ်မှာအာယုံမစိမ့်ပြင်းနဲ့မိမိကိုယ်တိုင်အပေါ်မှာပဲအာယုံစိမ့်ရမယ် မိမိအပေါ်မှာအာယုံဆိုင်ဖို့အတွက်မိမိကိုကိုမိမိစိတ်ကျင်နေနေဖို့လိုတယ်ချစ်ခင်နေဖို့လိုတယ်မိမိကိုတိုင်ပဲကိုဟာသည်တကယ်ကိုအန်အိုးဝေကောင်းတဲ့သူဖြစ်တဲ့လူတယောက်အနေနဲ့ခင်စားဖို့လိုတယ်ယုံကြည်မှုပြေဝနေတဲ့စိတ်ခင်စားချက်တွေရှိနေဖို့လိုအပ်ပါတယ်ဒီလိုအရှိအနေကိုရောက်ရှိသွားပြီဆိုရင်မိတ်ဆွေဟာကိုလိုရှင်တဲ့ရလဲကနေပြီးတော့အဆွေအနေတွေကိုခွာခြားသွားနိုင်ပြီဖြစ်တယ် မိတ်ဆွေဟာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာကိုယ့်ရဲ့တစ်ဖက်လူကရှိမနေဘီမီလေးအဲ့ဒီကိုယ့်ရဲ့တစ်ဖက်လူကိုရရှိပိန်ဆိုင်ထားတဲ့ခင်စားချက်တွေကိုခင်စားလို့တော့ရပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုလိုရှင်တဲ့ချစ်သူကိုရရှိပိန်ဆိုင်နေပြီဆိုတော့နောက်ဆုံးရလဲမှာနေထိုင်ပြီးဖို့တော့လိုအပ်တယ်။ကိုယ်လိုရှင်တဲ့ချစ်သူကိုရရှိပိန်ဆိုင်နေပြီဆိုတဲ့နောက်ဆုံးရတဲ့မှာနေထိုင်လိုက်တဲ့အခါမှာသူ့ကိုတဘာဝအတိုင်းကိုဘွားထီကိုဆွေးငင်ညှို့ထတာပဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီအရှိအနေမှာကျွန်ုပ်တို့ဟာမိမိကိုယ်တိုင်ကျင့်နေနေတာတွေရှိတယ်ပျော်ရွှင်နေတာတွေရှိတယ်ချစ်ချင်းမေတ္တာတွေခံစားနေရတဲ့အခြေအနေတွေရှိနေတယ်။ဒါကြောင့်ကိုလိုရှင်တဲ့ချစ်သူနဲ့သက်ဆိုင်တဲ့အဆွေအလင်းတွေကိုခွာချလိုက်တဲ့အခါမှာသူကကိုယ့်ဘဝထေကို အလိုလိုဆွေးငင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်အခုအချိန်ကစပြီးရင်ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းမိမိကိုယ်ကိုပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်ကြိုးစားပါမိမိကိုယ်ကိုစိတ်ကျေနပ်မှုရှိအောင်ကြိုးစားပါ။ ကိုဘွားထင်မှာကိုလိုရှင်နေတဲ့တစ်ဖက်လူရှိနေမှကိုဘွားပျော်ရွှင်ရမည်ဆိုတဲ့ပုံစံမျိုးကိုမဖြစ်ပါစေနဲ့မိမိကိုကိုမိမိတယောက်တည်းနေနိုင်ရှင်အားဖြင့်ကိုစိတ်ထင်မှာကြည်နေနေတဲ့သူပျော်ရွှင်နေတဲ့သူချစ်ချင်းမေတ္တာတွေကိုခံစားနိုင်တဲ့သူဖြစ်ပြီဆိုရင်မိတ်ဆွေဟာအန်အိုးစရာကောင်းတဲ့ပါဖဲဖြစ်နေတဲ့ဘဝအရှိနေတစ်ခုကိုဆွေးဆောင်နေတာပဲဖြစ်တယ်တကယ်တော့မိတ်ဆွေဟာကောင်းမွန်မှုတွေနဲ့ထိုက်တင်တဲ့သူလေးဖြစ်ပါလေ ဒါကြောင့်အခုအချိန်ကစပြီးရင်အဆွေအလဲတွေကိုခွာချပြီးရင်ကိုလိုအဲနေတဲ့ကိုလိုရှင်နေတဲ့ energy တွေကိုပြင်လည်ရယူပါကို့မှာမရှိဘူးမပိန်ဆိုင်ဘူးဆိုတဲ့အကြောင်းအရာတွေပေါ်မှာအာယုံမစိုက်ပါနဲ့မိမိကိုယ်ကိုအံ့ဩဖွယ်ကောင်းတဲ့လူတယောက်အဖြစ်ပါဖဲဖြစ်တဲ့လူတယောက်အဖြစ်ကောင်းမွန်တဲ့လူတယောက်အဖြစ်အာယုံစိုက်ပါဒီလိုအာယုံစိုက်ပြီးရင်ပျော်ရွှင်မှုတွေကောင်းမွန်မှုတွေဝမ်းမြောက်ဝမ်းသာဖြစ်မှုတွေကိုခံစားပါ ကိုဘွားနဲ့ကိုပျော်ရွှင်စွာနေထိုင်ရင်းနဲ့ကိုလိုရှင်တဲ့တစ်ဖက်လူဟာ ကိုဘွားထေးကို ရောက်လာနိုင်ပါလိမ့်မယ်။မိမိကိုကိုတယောက်တည်းကိုဘွားနဲ့ကိုပျော်ရွှင်အောင်နေနိုင်ခြင်းကအဆွေးလေးတွေကိုလေခွာချလိုက်တာပဲဖြစ်တယ်။ပြီးရင်ကိုလိုရှင်တဲ့ချစ်သူကိုကိုဘွားထေးကို အလိုလျောက်ဆွေးငင်လိုက်တာလေးဖြစ်တယ်။ ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကိုချစ်ခင်ဆွေးလဲနေရတဲ့ချစ်သူအပေါ်မှာ detach လုပ်နိုင်ပြီးအဆွေးလဲတွေခွာချနိုင်ပြီးဆိုတဲ့အခါမှသာလျှင်မိတ်ဆွေလိုချင်တဲ့ချစ်သူကိုကိုဘွားထေကိုဆွေးငင်ညှို့ယူနိုင်ပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနှောင်းပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်